်အမေရိကန်သမိုင်းမှာအရှိကြဆုံးအစိုးရလုပ်ငန်းရပ်ဆိုင်မှုပြီးဆုံးသွားပြီးတော့ဖက်ဒရယ်အစိုးရဝန်ထမ်းတွေကြာတာပရိနေကဝါရှင်တန် DC မြို့တော်မှာအလုပ်ပြန်ဝင်နေကြပါတယ်ဒီအစိုးရရပ်ဆိုင်မှုကြောင့်အမေရိကန်အစိုးရဝန်ထမ်းတသန်းကျော်ဟာတလကျော်ကြာလစာမရဖြစ်ခဲ့ကြရပြီးဒီခါအားကိုးနေရတဲ့အမေရိကန်ပြည်သူတွေလည်းစားနပ်ရိက္ခာအကူအညီတွေလည်းဖြတ်တောက်ခံခဲ့ရပါတယ်လေကြောင်းခရီးသွားလာရေးလုပ်ငန်းတွေကိုလည်းထိခိုက်ခဲ့ပါတယ်ဒါပေမဲ့ကြာတာပရိနေမှာတော့ရီကေမျိုးသားလေစစ်ကခီးတယ်တွေဟာအကောင်းမြင်နေကြပါတယ် but that's nothing compared ဒီနေ့အချိန်45မိနစ်လောက်နောက်ကျတာပဲရှိပေမဲ့လူတော်တော်များများကြုံခဲ့ရတာတွေနဲ့ဆိုင်ရင်ဘာမှမဟုတ်ပါဘူးကျွန်တော်တို့တော့ဘာပြဿနာမှမရှိခဲ့ပါဘူးလို့ခီးတဲ့တူကပြောခဲ့ပါတယ် Smithsonian ပြတိုက်များစီမံခန့်ခွဲရေးဌာနကတော့မြူသားပန်းဉဏ်ကြီးတစ်လျှောက်ကပြတိုက်တချို့ကိုတောက်ကြာနေမှာပြန်ဖွင့်မယ်လို့ဆိုပါတယ် SNAP စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ်အတွက်ရမုံငွေတွေကိုလည်း24နာရီအတွင်းပြည်내တွေကပြန်ရရှိမယ်လို့စိုက်ပျိုးရေးဌာနကပြောကြားထားပါတယ်။ဒါပေမဲ့အစိုးရရက်ဆိုင်မှုဖြစ်ခဲ့ရတဲ့အဓိကကြတဲ့နိုင်ငံရေးအကွဲကတော့ဆက်ရှိနေသေးပါပဲ။ကွန်ကရစ်ကအတည်ပြုပြီးဖြစ်တဲ့ယာယီရမုံငွေကိစ္စမှာသမ္မတဒေါ်နယ်ထရန့်ကကုန်ကျစရိတ်တွေဖြတ်တောက်လျှော့ချဖို့လုပ်နေတာကိုမဟန်တားနိုင်ခဲ့ပါဘူး။အစိုးရလုပ်ငန်းတွေပြန်မစခင်ဒီမိုကရက်တစ်တွေဖြစ်စေခြင်းနဲ့ ကျမ်းမာရေးဆောင်ရှားမှုထောက်ပံ့ငွေတက်တန်းတို့ဖို့ကိစ္စလည်းမဖြစ်ခဲ့ပါဘူး။အမေရိကန်ဆိုရဝန်တိုင်းအင်အား2တသမ2တန်းကိုဒီနှစ်ကုန်မှာဝန်တိုင်းအင်အား3သိန်းလျှော့ချဖို့ကိုလည်းတမရကဆက်လက်စီစဉ်နေဆဲဖြစ်ပါတယ်။လက်ရှိသဘောတူညီချက်ရထားတဲ့တမရထရန့်ရဲ့ဖယ်ရယ်အစိုးရလုပ်ငန်းတွေလျှော့ချဖို့ကြိုးပမ်းမှုကိုလာမယ့်ဇန်နဝါရီလကုန်အထိပဲရပ်ဆိုင်းထားတာဖြစ်လို့နောက်ထပ်အစိုးရရပ်ဆိုင်းမှုဟာလာမယ့်နှစ်အစောပိုင်းမှာထပ်ဖြစ်လာနိုင်စရာရှိနေတယ်လို့ဆိုပါတယ်ခင်ဗျာ။